မြန်မျိုးနဲ့ဝက်ပုံရွာပြူစောတီစကံမှာဆယ်အုပ်စုကဖြီသူစနအုပ်ကိုအစုံလိုက်ပြုံလိုက်တက်ဖြတ်ခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မြို့နယ်ဝက်ပုံကြီးရွာပြူစောတီစခန်းမှာဒေသခံပြည်သူစစ်နှုတ်ကိုစစ်အုပ်စုကအစုလိုက်တပ်ဖြတ်ခဲ့တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါရယ် မြို့နယ်ကြောက်ခွက်ရေနံမြေစခန်းကိုရိတ်ခါပိုးစစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုကစစ်ဘေးတန်းရှောင်နေတဲ့ဂွေကုံကျင်းရွာပါဝင်ကျင်းရွာတချို့ကဒေသခံစနတ်အုပ်ကိုဝက်ပုတ်ပြူစော်တီစခန်းကိုဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်အခုလိုအစုလိုက်ပုံလိုက်တပ်ဖြတ်ခဲ့တာလို့ဆိုပါတယ်အဆိုပါဒေသခံစနအုပ်ကဖမ်းဆီးခံရပြီးရနောက်နှစ်ရက်အကြာမှာတပ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့မြန်မြွနယ်ပြည်သူ့ကာကွယ်ရေးဖွဲ့မြန်မြွနယ်ပကဖတာဝန်ရှိသူကပြောပါရတယ်။ အစူလိုက်ပြုံလိုက်တတ်တယ်ဆိုတဲ့ကိစ္စကတော့ကျွန်တော်တို့တိုက်ပြီးနင်းပြေရှင်းတဲ့အခါမှာသူတို့စစ်အုပ်စုဝရုံတုံးကနေထွက်ပြေးရတာဆိုတော့တော်တော်များများကြံခဲ့တာကိုကြံခဲ့တော့နေစင်မတန်တွေ့တာပေါ့အဲ့ဒီနေစင်မတန်နဲ့မှခွေးဘူကရှိထားတာတွေ့တာပေါ့လို့မြန်မြို့နယ်ပါကဖာတာဝန်ရှိသူကဆိုပါတယ် ရန်မျိုးနဲ့ဝက်ပုတ်ချင်းရွာပြူစော်တီစကားကိုတော်လိုင်းတက်တွေတိမ့်ပိုင်နိုင်ခဲ့ပြီးရဲ့နောက်နေမြင့်ရှင်လင်းစဉ်စေအုပ်စုအထိုင်ချတွက်ဆဲခဲ့တဲ့စာတင်ကြောင်းလေးကနေစေအုပ်စုရာခံဘူးရဲ့နေ့စဉ်မှတ်တမ်းစာအုပ်ကိုတိမ့်စင်ရရှိခဲ့ပြီးအဲ့ဒီမှတ်တမ်းစာအုပ်တွင်ဂွေးကုန်းချင်းရွာဒေသခံစံနှုန်းကိုအစုလိုက်တက်ဖြတ်ခဲ့တာကိုရှိမှတ်ထားတာတွေ့ရတယ်လို့ဆိုပါတယ် မြန်မြို့နယ်ပါကဖားရဲ့ပြောကြားချက်အရဝက်ပုတ်ပြူစော်တီတကံကိုတာဝန်နဲ့ရောက်ရှိနေတဲ့စေအုပ်စုအရာခံဘုစိန်တောင်းရဲ့မှတ်တမ်းစာအုပ်မှာဂွေးကုံကျင်းရွာကပြည်သူ၁၀တန်ချောင်းနဲ့မကြီးစုရွာကပြည်သူ၂ဦးစုစုပေါင်းပြည်သူ၁၂ဦးကို၂၀၂၃ခုနှစ်6လပိုင်း၁၇ရက်နေ့မှာရှင်းလင်းလိုက်တယ်လို့ရေးသားထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်မြေဝင်ရှင်တော့နောက်ဆုံးစုရက်ခံတက်ပုံစံစာတင်ကြောင်းတွေကိုနေကြတာဆိုတော့ခွေးဘူကလည်းစာတင်ကြောင်းတွေမှာနေတာနေ့စီမတန်ရေးတာကလည်းအဲ့ဒီခွေးဘူပဲရေးတာကျွန်တော်တို့အဲ့ဒီလေကိုဝင်ရှင်တော့ဒီတိုင်းပဲအရေးပေါ်ဆုတ်ခွာတာဆိုတော့ကြံနေတယ်မှာအဲ့ဒီစာကိုလည်းတွေ့တာပေါ့သူတို့ရဲ့နောက်ဆုံးစုရက်ပေါ့နောက်ဆုံးခံတက်နေရာမှာတွေ့ရပေါ့လို့မြန်မြူနဲ့ပါကဖာကပြောပါတယ် အဆိုပါအစိုးလိုက်ပြုံလိုက်တပ်ဖြတ်ခံရမှုဖြစ်စဉ်က2023ခုနှစ်စွန်လထဲမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးတနည်းကြောကြာတော်လိုင်းတပ်ဖွဲ့တွေဝက်ပုတ်ကြီးရွာပြူစော်တီစခန်းကိုသိမ်းပိုက်ချိန်2024ခုနှစ်ဩဂုတ်လအတွင်းမှာမှသိရှိခဲ့ရတာလို့ဆိုပါတယ် အစိုးလိုက်ပြုံလိုက်တက်ဖြတ်ခံရသူတွေဟာကွေးကုံချင်းရွာသား၁၀ဦးမကြီးစုရွာသား၁၀ဦးနဲ့တန်ချောင်းရွာသား၁၀ဦးဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်တက်ဖြတ်ခံရသူတွေအားလုံးအမျိုးသားတွေကြီးဖြစ်ပြီးအသက်၃၀နှစ်အရွယ်ကလေးငယ်ကနေအသက်၆၁နှစ်အထိလူငယ်လူလတ်လူကြီးအရွယ်ဆုံးပါဝင်တယ်လို့ဆိုပါတယ်။ ဆေးအုပ်စုကအစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့ပြီးအလောင်းမြေမြုံလန်းထားတဲ့နေရာကိုနင်းမြေရှင်းလင်းစဉ်ရှာဖွေခဲ့ပြီးမယ်တပ်ဖြတ်မှုဖြစ်စဉ်ကတနစ်ကျော်ကြာခဲ့ပြီးဖြစ်တာမို့မြင်းမြုပ်ထားတဲ့နေရာပါဝင်တဲလွန်စားအချက်လက်ကိုရှာမတွေ့ခဲ့ဘူးလို့မြန်မြုပ်နယ်ပါကဖအတာဝန်ရှိသူကဆိုပါတယ်။ အခုလိုစေအောင်စုရဲ့အစုလိုက်အပြုံလိုက်တက်ပြတ်ခံရတဲ့သူတွေကဖန်ဆီးခံရခြင်းကစပြီးမိသားစုနဲ့အဆက်အသွယ်မရတော့ဘဲတနည်းကြောကြပြင်းတဲ့နောက်မှာစေအောင်စုပုံရင်မှတ်တမ်းစာအုပ်ပါအချက်လက်အရာတက်ပြတ်ခံထားတယ်ဆိုတာကို သိရှိကြရတာလို့တက်ပြတ်ခံရသူတအုပ်ရဲ့မိသားစုဝင်ကပြောပါရတယ်။ အဲ့ဒီကနေလုံဝကိုအဆက်အသွယ်မရတော့တာရှင်အခုထက်တိကိုမရတော့တာပါတည်ဆုံးသွားပြီဆိုတာကဝက်ပုတ်သိန်းကမှမှတ်တမ်းစာအုပ်ထဲမှာပါလာလို့ကြားမိတာပါကျမတို့ကတော့ပြန်လွတ်လာမယ်လို့ထင်မိတာပါလို့စေအုပ်စုရဲ့အစိုးလိုက်ပြုံလိုက်တက်ပြက်ခံရသူတွေမှာပါဝင်ခဲ့တဲ့မိသားစုတောင်ကပြောပါရတယ် 2022ခုနှစ်ဖေဖော်ဝါရီလမှာရာကန်ပြူစောတီတချို့နဲ့စစ်အုပ်စုပူပေါင်းအင်အား80ခန်းကဝက်ပုတ်ရွာစာတင်ကြောင်းမှာပြူစောတီစကိုင်းအထိုင်ကြားတက်ဆွဲခဲ့တာဖြစ်ပြီးစတင်တက်ဆွဲခြင်းကစလို့အနည်းဝန်းကျင်ချင်းရွာတွေကပြည်သူတွေနေရဲဆွန်ခွာထွက်ပြေးကြရတာဖြစ်ပြီးစစ်အုပ်စုကအဲ့ဒီဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်နှိပ်ကွပ်တာတွေရှိရလို့ဆိုပါတယ်။ အဲဒီဝက်ပုတ်ရွာပြူစော်တီစကံကို2024ခုနှစ်ဩဂုတ်လ5ရက်ကနေ9ရက်ထိ3ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ပြီးရနောက်စေအုပ်စုနဲ့ပြူစော်တီတွေစကံဆော့ကွာထွက်ပြေးသွားချိန်အပီးသက်တည်ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ပြည်သူတွေတပြက်တဲ့အကြောင်းရှင်းသားထားတဲ့စေအုပ်စုရဲ့အရှာခံပေါ်ရမှတ်စုစာအုပ်ကိုတွေ့ခဲ့ရတာပါ။နောက်တဲ့တပုတ်အနေနဲ့ကဏီမြို့နယ်မှာတကြံအကြနေစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုကြောင့်ဒုံလဘကိုရင်ငယ်တပါအပါဝင်ပြည်သူလေးဦးတေဆုံးပြီးပြည်သူထောင်ချီထွက်ပြေးနေရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ စကိုင်းနိုင်ကဏီမြို့နယ်အတွင်းမှာတကြံကြာနေအကြံဖက်စစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်မှုကြောင့်တကြံတွင်ဒုံလက်ပသာသနာပါဝင်နေတဲ့ကိုရင်ငယ်တပါးပါဝင်ပြည်သူလေးဦးတည်ဆုံသွားကြောင်းဒေသခံပြည်သူတွေကပြောပါရယ် ီကနေ့မနက်9:30နာရီ30ချိန်ကစပြီးဒီကနေ့တချောင်လုံးစကိုင်းတိုင်းကနီမြို့နယ်အတွင်းရှိမုတ်ထောရွာ၊နတ်ကြီးကျေးရွာ၊တမင်ချန်ရွာတွေအပါအဝင်ကျေးရွာတွေကိုဦးတည်ပြီးစစ်တပ်ကလေကြောင်းတပ်ခတ်မှုတွေလုံဆောင်နေကြောင်းအကြံဖတ်စစ်တပ်ကဒရုန်းများ၊ဂျက်ဖိုက်တာများ၊ရဟတ်ယာဉ်များ၊ပါရာမော်တာများအသုံးပြုပြီးနိုင်ဝဲအတွင်းလေကြောင်းပစ်ခတ်မှုအနည်းဆုံး15ချိန်လုပ်ခဲ့ကြောင်းသိရပါတယ်။ ပုံကျဲတာကလူနေအိမ်နဲ့စာတင်ကြောင်းတွေပေါ်ကျဲတာ၃နာကဝိုင်းတွဲလျင် MI35 ရဟတ်ယင်စက်တက်လီဒီတွေတုံးပြီးတိုက်ခိုက်တဲ့ drone ညောပဲကဘာစစ်ဖြစ်နေတယ်လို့ပဲတိုက်ခိုက်နေတာ။ညကြီးကြီးပါတိမ်ပါနဲ့တင်ပုံနေအလုံး၂၀ကျော်ကျဲတယ်။ စတင်ကြောင်းကိုကျဲချတာတမင်ချမ်းမှာဆိုရင်ကိုရင်တပါတည်တဲ့အခြားယဟန်တပါလဲတန်ရာရတဲ့တန်ရာပြင်းထန်တယ်လို့ကနီဒေတာသတင်းအရင်းမြစ်တွေကပြောဆိုပါတယ်အချမ်းဘတ်စတန်ရဲ့လေကြောင်းတက်ခိုက်မှုထိခိုက်တန်ရာရရှိသူတွေလည်းရှိပြီးတန်ရာပြင်းထန်သူတွေလည်းပါဝင်ကြောင်းဒေတာနေပြည်သူတွေကအချမ်းဘတ်စတန်ရဲ့လေကြောင်းတက်ခိုက်မှုတွေကိုကြောင်းယုံပြီးတကြံကာလဘေးလွတ်ရာကိုထွက်ပြေးနေရကြောင်းသိရပါတယ်အခုနောက်ဆုံးသိထားရတာကကိုရင်တပါးနဲ့ပြည်သူ၃တည်ရလို့သိရတယ်။တန်ကားတော့နှစ်ပါးလဲအပြင်းထန်တန်ရရရတယ်။တကြံတွင်ဒုံလက်ပါ သာသနာ့ဘာဝင်နေတဲ့ကိုရင်လေးတည်ဆုံသွားတာတီလာပြင်းရဲ့အချိန်မှာလာပြစ်သွားတာမို့တည်ဆုံမှုတွေဖြစ်ခဲ့တာအလုံးပေါင်းတည်ဆုံသူလေးဦးဖြစ်သွားပြီလို့ဒေတာရင်းသတင်းအရှင်မြစ်တွေကပြောဆိုခဲ့ပါတယ်။ ဆလပ်ပြီးနေပြည်တော်နဲ့ဆက်ဆက်ဒေသတိုင်ဝင်များအတွင်းခလာရ20ကိုဒုတိယတရင်မှုအပါအဝင်80နီးပါးတည်ဆောင်းနေကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းတို့မှာဖေဖော်ဝါရီ9ရက်နေ့မှာဤပြည်လာနေရနေ့ထိဖြစ်ပွားခဲ့တဲ့တိုင်ဝင်များအတွင်းစစ်ကောင်စီတပ်ပတ်မှဒုတိယတရင်မှုအပါအဝင်80နီးပါးတည်ဆောင်းခဲ့ကြောင်းနေပြည်တော် PDF ကဤပြည်လာ14ရက်မှာသတင်းထုတ်ပြန်ပါတယ်။ ဒီပြည်တော်ပြင်မနာမြို့နယ်တောင်မြင့်ရွာမှာကျင်းရွာကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်မှာရှမ်းလေပြင်းစကန်တန်တောင်မြောက်ပိုင်းမြောင်နှမ်းချူကျင်းရွာနီးနယ်ပဲခူတိုင်းရှင်နီမြို့နယ်မိဤကလေးရွာကျိုးချောင်းကျင်းရွာရှိတာရှင်မြို့နယ်ဘောရီကုံကျင်းရွာတို့ကိုဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်အဆိုပါဒေသတွေကနေပြည်တော်နဲ့ဆက်ဆက်တဲ့ဒေသတွေဖြစ်ပါတယ်စစ်ကောင်စီကစစ်တနန်းစင်တွေကိုအတုံးပြုပြီးစီးရီလှူရှာနေရလို့ပဲခူတိုင်းမှာကကွင်းရဲဘော်တုံးကပြောပါတယ်တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှခြေလင်းတရင်ခါလာရ29 ဒုတိယတရင်မှုတင်းတန်းပါဝင်89ဦးသေဆုံးပြီး115ဦးထပ်မံတဲ့ဒဏ်ရာရကလက်နက်ကင်ရများတင်းဆင်းနိုင်ခဲ့ကြောင်းနေပြည်တော် PDF ကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်စစ်ကောင်စီတပ်သား3ဦးကလက်နက်နှစ်လက်ခင်ရချုံနဲ့ဒူလာရပူပေါင်းခဲ့ကြောင်းဖော်ပြပါတယ်။ အစိုးရတိုက်ပွဲများနဲ့ပတ်သက်ပြီးစစ်ကောင်စီတပ်ကတရင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူးစစ်ကောင်စီဘက်မှတိကဲကိစ္စမှုနဲ့ပတ်သက်ပြီးတရင်ဌာနအနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးတိုက်ပွဲများအတွင်းတော်လန်ရေးပူပေါင်းတပ်ဖွဲ့ဘက်မှလည်းရဲဘော်၅ဦးတရားရခဲ့တယ်လို့နေပြည်တော် PDF ကထုတ်ပြန်ထားပါတယ် လက်ရှိကာလမှာစစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်မှုရစရေးထုတ်ပြန်ကြေညာထားသည့်အတိုင်းစစ်ကြောင်းထိုးခြင်းအင်အားဖြည့်တင်းခြင်းတိုက်ခိုက်ခြင်းလက်နက်ကြီးတိုက်ခိုက်ခြင်းလေကြောင်းမှပုံကျဲတိုက်ခိုက်ခြင်းများနိုင်စင်ပြုလုပ်နေကြောင်းနေပြည်တော် PDF ကသတင်းထုတ်ပြန်ထားပါတယ်စစ်ကောင်စီက AP လ2ရက်မှ AP လ22ရက်နေ့ထိအပြည့်ရကြောင်းကြေညာထားတာဖြစ်ပါတယ် ဧပြီလ17ရက်နေ့ကလည်းပဲခူရိုင်းရီတာရှိမြို့နယ်ပရောက်ကုန်းအုပ်စုရှင်ငန်ကျေးရွာကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်ခဲ့ရာအရက်သားတအုပ်တီဆောင်ပြီးတအုပ်တန်ရာရခဲ့ကြောင်းတော်လိုင်းတည်င်းအရင်မြစ်တွေစီကသိရပါဗျ။ ပြည်သူများအနေနဲ့လက်စကောင်စီရဲ့နေဆောင်အနေကိုတတိပြုနေထိုင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဝန်ကြီးဌာနအလဲပိုင်းနိုင်စစ်ဌာနချုပ်နေပြည်တော်တိုင်းစစ်ဌာနကတတိပြုထားကြောင်းဖော်ပြထားပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့စစ်ကောင်စီကအေးတချံကောင်းစင်နဲ့ကျင်းပနေတဲ့နေပြည်တော်တချံမြင်ကွင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အင်အားပြင်းကလေးလောက်ခတ်ပြီးရနောက်စစ်ကောင်စီရုံဆိုင်ရာနေပြည်တော်မှာစစ်ကောင်စီကတကြံပွဲတော်ကိုအေးတကြံကောင်းစင်နဲ့နေပြည်တော်မြို့တော်ခမ်းမရှိမှာမတ်တက်ထိုးပြီးကျင်းပလေးရရှိပါရယ် အစိုးရတကြံပွဲကိုရခိုင်နေများတိုင်လုံးကြုံရင်းများချပြီးပြုလုပ်နေခြင်းဖြစ်ကစစ်ကောင်စီတပ်သားတွေထံရင်းအင်အားပုံမအတောင်ပြူထားကြောင်းဒေသခံတွေက AP 14ရဲ့တကြံအကြာနေမှာပြောပါရတယ်။ တကြံကြနေမှာနေပြည်တော်အတွင်းရက်ကွက်များအတွင်းကလေးတငယ်များရှိဘက်ကစားမှုတွေသာရှိပြီးတကြံလေးပတ်သူတွေနေပါကြောင်းသိရပါတယ်။အခုနှစ်တကြံပွဲကိုထူးခြားစီကတက်မြိုက်စွာကျင်းပဖို့စီစဉ်ခဲ့တော်လဲမလင်တန်ခန်းစားခဲ့ရတဲ့ဒေသခံတွေရဲ့နင်းနာဆုံးရှုံးမှုတွေကိုထောက်ထားသောအပြင်အပျော်ပါနဲ့တီဆိုကကုန်ကျင်းမပါပဲမြမရိုးရအစင်လာနေညီရှင်ကြီးတိမ်မွေရဲ့တကြံအေးစန်းတာရတဲ့တကြံအဖြစ်ကျင်းပမယ်လို့စစ်ကောင်စီကပြောထားပါတယ်။ စစ်အာဏာမသိခင်ကနေပြည်တော်မှာတကြံပွဲတော်ကိုစီကားတမ်းမြိုက်စွာဆင်နွှဲခဲ့ကြတော့လေအာဏာသိမ်းကာလအတွင်းနေပြည်တော်တကြံကစစ်ကောင်စီရဲ့လမ်းလျှောက်တကြံကျင်းပတဲ့နေရာကလွဲပြီးကျန်တဲ့နေရာတွေမှာကလေးတငယ်တွေရဲ့ရှိကစားမှုသာရှိပြီးတိတ်ဆိတ်ခြောက်ကပ်ခဲ့ပါတယ် လက်ရှိငလင်တန်တင်ပြီးနောက်ကျင်းပတဲ့စစ်ကောင်စီရဲ့လမ်းလျှောက်ပကြံမှာရခိုင်နစ်ကကဲ့သို့ဝင်ကြီးဌာနမှန်တပ်များထည့်သွင်းနိုင်ခြင်းမရှိတော့ဘဲလာရောက်သူလည်းများပြားစွာရော့ကျသွားပါတယ်။မလ28ရက်ကလုခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ဒီပြည်တော်မှာထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပြီးဝင်ကြီးဌာနများပျက်စီးခြင်း၊ဝန်ထမ်းအင်အားများနဲ့ဒေသခံရဲ့နေအိမ်များပြိုကျခဲ့ခြင်းများဖြစ်ပွားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်။